တနေ့ကအလုပ်တွေလုပ်ပြီးတော့အရန်ပင်မန်းလို့ပဲဖြစ်ဖြစ်ဒီစာတွေလုပ်ပြီးသွားလို့အရန်ပင်မန်းသွားတဲ့အခါမှာဖြစ်ဖြစ်ကိုယ့်ရဲ့ body and brain ကိုအမှန်တကယ် relax လုပ်ပေးတဲ့ activity လေးတွေကို CGD တစ်ခေါက် video မှာ sharing လုပ်ချင်ပါတယ်။အရင်ဆုံး sharing မလုပ်ခင်ဒီ Steven Burlett ရဲ့ The Diary of a CEO ဆိုတဲ့စာအုပ်ကိုရေးတဲ့သူရဲ့ဒီ cook လေးတဲ့အဲ့ဒီမှာပြောထားတဲ့ cook လေးကိုဆိုရင်အရင်သဘောကျလို့ဖော်ပြခြင်းနဲ့ဒါဒီနေ့ဖော်ပြမယ့်အကြောင်းအရာနည်းနဲ့ဆက်စပ်မှုရှိတယ်။ All we have is our health တကယ်တော့ဆူဂျီရောအားလုံးမှာရှိတာကကိုယ့်ရဲ့ကျန်းမာရေးပဲပေါ့ Our health is our first foundation ကိုယ့်ဘဝမှာလိုချင်တဲ့အရာတွေအကုန်လုံးကိုတည်ဆောက်ဖို့အတွက်ဒီကျန်းမာရေးဆိုတာကလုံးဝပထမအဦးဆုံးဦးစားပေးရမယ့်အခြေခံ foundation ဆိုတဲ့အုတ်မြစ်တစ်ခုပဲဆိုတော့ကိုယ်လိုချင်တဲ့ကိုယ့်ရဲ့ Dreams Day, Ambitions Day, Experience Day, Relationship Day, and Compassionate Day ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ဝင်စားတဲ့အရာတွေအကုန်လုံးက are contingent on a foundation of good health ဒီကျန်းမာရေးကောင်းမှဒါတွေအကုန်လုံးကိုကလိုက်ပြီးလုပ်နိုင်မှာဆိုတော့ so without our health ကိုကျန်းမာခြင်းဆိုတာဒါမရှိဘူးဆိုရင် we have nothing ဘာ dream မှာလဲဘာအိမ်မက်တည်ရှိနေမှာဘာမှလုပ်နိုင်မှာမဟုတ်ဘူးဒီလိုမျိုး ကိုမ ambition တွေရှိရင်တော့မှဒါကြီးကလက်တွေ့ဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်မလို့ကျမ်းမာကြီးဟာအဓိကပါပဲလို့အာဆိုလိုချင်တာပါ။ဆိုတော့ပထမအဦးဆုံးနည်းလမ်းတစ်ခုကကျတော့ meditation and mindfulness meditation and mindfulness ကဘယ်လိုမျိုးလဲဆိုရင်ကိုယ့်ရဲ့အတွင်းစိတ်ကိုဟိုကိုရှင်းလင်းပေးတဲ့ tools တစ်ခုအနေနဲ့ activity တစ်ခုအနေနဲ့အဲ သဘောထားပြီးလုပ်ကြည့်ပါ practice like uh guided meditation so ကိုကိုရင်က meditate မလုပ်တတ်ဘူးဆိုရင်သူများမြန်မာလိုဖြစ်ဖြစ် English လိုပဲဖြစ်ဖြစ် guided meditation နဲ့ YouTube မှာရှာလို့ရတယ်အဲ့ဒါတွေသူတို့ပေးထားတဲ့ guideline အတိုင်းကိုလိုက်ပြီးရော uh meditate လုပ်လို့ရ body scanning and mindfulness ဆိုတာကိုစိတ်ထဲမှာ body ခံစားနေရတယ်ကိုကောင်းနေမှာ body တွေးနေတယ်ဘာကိုမကြည့်မနှက်ဖြစ်နေတယ်ဘာကိုဝမ်းနေနေတယ်ဒါကိုတခြားအသက်ကလေးရှူပြီးတော့ကို ုစိတ်ကိုပြန်ပြစ်စစ်တာကိုခန္ဓာကိုယ်မှာဘယ်လိုနာကျင်မှုတွေဘယ်လိုခံစားစိတ်ခံစားချက်တွေရှိနေတယ်ဒီလိုမျိုးလေးပေါ့အဲ့လိုမျိုးလုပ်တာက help the brain slow down အဲ့လိုလုပ်တဲ့ချိန်ကြရင်ပုံမှန်တတိမရှိပဲနဲ့ဟိုအုံနောက်ကအလုံးလုံးနေတဲ့အချိန်မျိုးစဉ် liver လုံးဝအတင်းကြီးဖြစ်ပြီးနင်းထားတဲ့ engine တစ်ခုလိုပဲ အဲဒါမဲ့ကိုက mindfulness အလိုမျိုး meditate လုပ်လိုက်တယ်အာ mindfulness practice လေးလုပ်ရတဲ့ဆိုရင်အုံနောက်ကသူကလည်းတဖြည်းဖြည်းလေးနဲ့အရှိန်ကြီးအရှိန်ကြီးရှော့လာပြီးအေးကြလာတယ်အဲ့လိုလုပ်တာက reducing stress and overthinking ကိုရဲ့ဒီလိုမျိုးမလိုအပ်ဖက်နဲ့ကိုယ်ကိုစိတ်ဖိစီးနေတဲ့အရာတွေအပြင်အတွေးလွန်နေရတဲ့ကို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 ယွန်နေစေရပေါ့အဲနောက်တစ်ခုကကျတော့ walking in nature walking in nature ဆိုတာကဒီ a slow mindful walk in nature ဒီတစ်ပင်ပမ်းနေကြမှာပဲဖြစ်ဖြစ်မခင်းပင်လေးကြမှာပဲဖြစ်ဖြစ်ဒါမှကောင်းကင်ကြီးအောင်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးနှင်းနှင်းလေးနဲ့အသက်ကလေးမမှန်ရှိပြီးလမ်းလျှောက်ပေးတာမျိုးက lower cortisol cortisol ဆိုတာက stress hormone လို့ခေါ်တယ်ဒီစိတ်ပီစီးမှုတွေကိုဖြစ်စေတဲ့အာ hormone တွေကိုညှိနှိုင်းစေတဲ့ and reduce mental fatigue စိတ်ပင်ပန်းတာတွေကိုလည်းအာ နေပါစေတဲ့ and improves overall well-being ဆိုတော့ကိုရောစိတ်ရောကျန်းမာရေးနှစ်ခုလုံးကိုသူကကောင်းမွန်စေပါတယ်နောက်တစ်ခုကကြတော့ gentle yoga ဒီညင်ညင်တတာလင်း yoga လုပ်တာရေး and stretching အကျော်ရှော activities like yin yoga လို့မျိုးဒါမှမဟုတ် slow stretching လို့မျိုးအကျော်ရှော်တာမျိုးလေးတွေက release tensions ကိုယ်ကကိုယ်ခန္ဓာမှာရှိနေတဲ့ တင်းမာမှုတွေနာကျင်မှုတွေကိုညှော့နှိမ့်စေတယ် from the body while calming the nervous system ဒီအိုင်းနဲ့ထဲမှာပဲကိုယ့်ရဲ့ခေါင်းထဲမှာလည်းအတွေးတွေဒီဟိုဘယ်လိုမှရှင်းသွားတာမျိုးခေါင်းထဲမှာအရင်ကြီးတွေးနေတာမျိုးတွေမရှိတော့တာလိုမျိုးစိတ်ကလေးကိုလည်းအီချမ်းစီရေပေါ့ဒါက gentle yoga နဲ့ stretching ရဲ့အနိတိနေဖြစ်ပါတယ်နောက်တစ်ခုကျတော့ listening to calming music or nature song အခုဆူရှိဒီ recording ကိုတွင်းနေဒီ calming music နဲ့ nature sound လေးတွေပါတယ် common music ကိုဖွင့်ထားတယ်ကြားရပါလိမ့်မယ်ဆိုဒီလိုမျိုး soft instrumental music uh by natural beats တဘာဝတီလုံးလေးတွေပါတဲ့ဒီ piano တီလုံးမဖြစ်ဖြစ် guitar တီလုံးမဖြစ်ဖြစ်အဲ့လိုမျိုးတန်ဆင်လေးတွေလေးကိုဟိုပါတဲ့ဟာ all natural sounds ဘယ်လိုမျိုးလဲဆိုရင် ocean waves တော်လေးပမာလို့ ocean waves ဆိုပင်လယ်ရဲ့နှိုင်းရဲ့အတန်လေးတွေ rain မိုးတန်လေးတွေ birds ငှက်တန်လေးတွေဒီလိုမျိုးလေးတွေကိုကိုကနားထောင်တာမျိုးဟာ help shift the brain into a relaxed state အဲ့လိုမျိုးနားထောင်ရရင်အုံနောက်ကလိုမျိုး comfort ဟိုတက်တာသွားတယ်အေးချမ်းသွားတယ်တက်တော့တက်တာရှိသွားတယ်ဆိုတော့ အခြေအနေတစ်ခုကိုအနေထားတစ်ခုကိုအုံနောက်ကပြောင်းလဲသွားတယ်ပေါ့အဲနောက်တစ်ခုကကျတော့ thinking oh sorry taking a warm bath or shower ဆိုတော့ကိုယ်အမှအကြေးရေးဘူးရေးရတဲ့ဆိုရင် warm bath လေးတုံးအာတုံးပြီးရေချိုးတာဒါမှမဟုတ်လည်းဒီတိုင်းရိုးရိုး fresh shower ပဲလေတုံးလို့ရပါတယ်ဆို warm water က relaxes muscles ကိုယ်ရဲ့ ကြက်သားတွေကိုတိမာတာတွေကိုပြည့်လျော့စေတဲ့ soothe the nervous system ကိုရဲ့အာယုံကြောအတွက်လည်းကောင်းမွန်စေတယ်အာယုံကြောတွေလည်းပြည့်လျော့စေရဲ့ပေါ့အာဒီတိမာနဲ့ခေါင်းထဲမှာတနည်းကိုအလုပ်တွေရမ်းလုပ်ပြီးသွားရင်ဒါဒီလိုမျိုးလေးလောက်တာအခေါင်းလေးကြည်သွားစေ and improves blood circulation တွေးလေပတ်မှုလေးကောင်းမွန်စေတယ် promoting deep relaxation ဒါဆေးရောကိုရောနှစ်ခုလုံးကိုသူကအာဒီ deep relaxation ဆိုတယ်လုံးဝကိုအပေါ်ယံလေးမဟုတ်ဘဲနဲ့ like a new born like a new person energy အသစ်တွေကိုပေးတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်အဲနောက်တစ်ခုကကျတော့ lying down and doing nothing အရှိမဆရှိပြောခဲ့တဲ့ဟာတွေလည်းဘာမှလုပ်ချင်စရာမရှိဘူးဆိုတဲ့အချိန်ကြရင် ကိုဘာမှမလုပ်ဘဲနဲ့ simply lying down ဒီတိုင်းလေးပဲအိပ်ရပါမှာဒါမှမဟုတ်လေကျန်းပြင်ပေါ်မှာအာလှဲနေတာ closing your eyes မျက်လုံးလေးမှိတ်ထား and letting go of thoughts ကိုခေါင်းထဲအတွေးတွေကိုဟိုရှင်းထုတ်မယ်ဒီမှာက uh without distraction ကိုဘေးနာမှာဘာနောက်ရှက်မှာမရှိဘူးဆိုတော့ဘာမှမလုပ်ဘဲနဲ့မျိုးလုံးလေးမိပြီးတော့လဲတဲ့အချိန်ကျရင်တီကြပေါက်ကောင်းထဲမှာအတွေးတွေခံစားချက်တွေပြန်ပေါ်လာလိမ့်မယ်တနေကုန်ကိုမြင်ခဲ့ကြားခဲ့ပြောခဲ့တာလေအဲ့ဒီအချိန်မှာကိုကဒါကိုအောင်ငါဒါကိုတွေးနေတယ်ဆိုပြီးတော့ပဲ awareness လေးမထားဘဲနဲ့အဲ့ဒီအတွေးနောက်ကိုကိုကလိုက်ပြန်တွေးပြီးတော့ uh respond လုပ်မယ်ဆိုရင် uh ကိုကအဲ့ဒါ mind wandering ဖြစ်သွားပြီ overthinking ဖြစ်သွားပြီဒီလိုမျိုးဆိုရင်က ်ဒါကို့အတွက်အမောပြေမှာမဟုတ်ဘူးကို့အနေနဲ့ landing ကို့လုပ်ချင်ဘာတည့်အမေဆိုရင်ကို့ဒါဘာခံစားနေရလဲခံစားနေရတာကိုတော်တွေးနေတာကို အာ accept လုပ်လိုက် acknowledge လုပ်လိုက်ဒါဆိုရင် automatically learning ကိုဖြစ်ပြီးသားပဲနောက်တစ်ခုကကြတော့အဲ့လိုမျိုးလုပ်ပေးတာက is one of the most underrated relaxation method ဒါလူတွေသိပြီးတော့သုံးလို့မရှိဘူးသိပြီးတော့ဘယ်လိုမှတကယ်ထိရောက်တယ်ဆိုပြီးတော့လည်းအရင်မသိကြဘူးတကယ်တမ်းကသူကအရင်ကောက်နေနည်းလမ်းလေးတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကကြတော့ journaling of free writing ဆိုတော့ writing down thoughts and emotions ကိုကောင်းထဲမှာရှိတဲ့အတွေ့တွေကိုရခံစားချက်တွေကိုလုံးကိုဟိုချရိုက်လိုက်တာက offload ဆိုတာကရှင်းလင်းစေတယ် clear နဲ့တူတူပဲ mental stress စိတ်ထဲမှာပင်ပန်းရတာတွေကိုရှင်းလင်းစေတယ် creating a sense of clarity အလိုမျိုးရလိုက်ကောင်းထဲမှာကြည်သွားတယ် and relaxation ကိုကိုစိတ်တွေလည်းပေါ့ပါသွားစေပါတယ်နောက်တစ်ခုက visualization and daydreaming ဆိုတော့ဒါ imagining peaceful things ကိုဟိုဘယ်လိုစိတ်ကို agency တဲ့မြင်ကွင်းလေးတွေကိုမြင်အောင်ကြည့်တော့ like a beach or forests ဒီပင်လယ်လိုမျိုးဟိုပြီးရင်တစ်ပင်ဗာလဲတောအုပ်လေးလိုမျိုးဒီလိုမျိုးလေးကိုမြင်အောင်ကြည့်တာအော်ဒါမှမဟုတ်လဲ practicing guided imaginary imagery ဒီလိုမျိုးလေးတွေအာဒီ guided imagery ဆိုတာမျိုးကဒီစိတ်ကူးရင်ပုံဖော်ကြည့်ဖို့သူများက guideline ပြတော့ကိုနောက်ကနေလိုက်လောက်တာမျိုးလေးလောက်တာမျိုးက helps calm the mind and body ကိုရဲ့စိတ်ရောကိုယ်ရောကိုဟို e chance ဖို့ဟိုတွေ့အများကြီးအကူအညီပေးပါတယ်နောက်တစ်ခုကကျတော့ aromatherapy သူကကျတော့ဒီရနက်ကုထုံးနဲ့ပေါ့စိတ်ကိုအနက်လေးတွေကလည်းအဲကိုယ်စိတ်ကိုပင်ပန်းစေတာမျိုးဟိုပြောရမလဲအာအော် ပင်ကိုစိတ်မှကိုရဲ့ပင်ပန်းမှုတွေကိုတက်တာပြောက်ပြစေဖို့အတွက်အထောက်အကူဖြစ်တာမျိုးရှိတယ်။ဒီဆိုရင် the mix by sugar to the lavender အဆမ်ပါတဲ့ body scrub လေးတုံးတယ်။အဲ့ဒီမှာပါတဲ့ရင်နဲ့တကယ်ကိုဟိုရဲတနေကိုအလုံးမအရန်ပင်ပန်းလာပြီးစိတ်တည်ပင်ပန်းလာပြီးဆိုရင်အဲ့ဒါလေးအေးတုံးပြီးတော့ဒီပါကိုခန္ဓာကိုတန့်ရှင်းပြီးရှာဝတ် ဟာလှုပ်လိုက်တယ်ဆိုရင်လုံးဝ like a new born energy like ကုန်သွားတဲ့ energy တွေလေချက်ချင်းပြန်ဖြစ်ပြီးလို့ခံစားရတယ်ဆိုတော့အကေကို11နံမကျဘူးဆိုရင်ဒီမှာ chamomile နဲ့ sandalwood နဲ့ and တခြားအနက်နေအများကြီးရှိပါတယ်အဲ့ဒီအဲ့ဓာတွေက are known for their calming effect the new body ကိုယ့်ရဲ့စိတ်ကိုတည်ငြိမ်စေတဲ့ဆိုပြီးတော့အရန်လူတိများကြတဲ့ on the nervous system ကိုအုံနောက် ုတ်နော်နောက်တစ်ခုကကြတော့ gentle touch a uh, massage or self massage ဒါကိုကမလုပ်ချင်ဘူးဆိုလည်းဆို spa တွေသွားလို့ရတယ်ကိုကိုယ်တိုင်မဲ့အိမ်မှာလုပ်မယ်ဆိုတော့ self massage လုပ်လို့ရဆီရှိကိုယ်တိုင်ဆိုရင်ဒီညနေညနေတိုင်းဒီမျက်နှာမတက်ခင်အရင်ဆုံးဒီ face massage massage ရဲ့ဒီခြေထောက်ကလေးတွေရဲ့ကိုယ်ကလေးတွေကို body massage ပြီးအချင်းလုံးဖြစ်တယ်အရင်တိတလာတော့အရင်တုန်းကဆိုရင်ခေါင်းခဏခဏကိုက်တာမျိုးတွေမြေယူတွေအောက်နာမျိုးတွေ screen time ရမ်းများလို့ပြီးရင် ထိုင်ရတာများတဲ့အတွက်ကြောင့်ဒီကုတ်တွေဆိုရင်တင်းပြီးတော့ဟိုဘယ်လိုလဲကြာလာတဲ့ချိန်ကျရင်စူးပြီးတော့တထဲတဲ့နေစူးပြီးတော့အောက်တက်လာမယ်အဲ့လိုမျိုးဖြစ်တယ်။ဒါပေမဲ့အဲ့ဒီ message လေးကိုနေ့တိုင်း5မိနစ်10မိနစ်လောက်ပဲအချိန်ပေးပြီးလုပ်တာကဒီအဲ့ဒီကျန်းမာရေး issue တွေဟိုလုံးဝမရှိတဲ့လောက်ကိုနေနေသွားတယ်။ဆိုတော့ဒါဒါလေးတွေက80 20အာ health principle တွေဟုတ်တယ်။ဒီလေ့ကျင့်ဒီအခုဆီ share လုပ်နေတဲ့ habit တွေကဟို တနေ့ကိုတနာရီလောက်နိုင်ဝက်လောက်လည်းအချိန်ပေးနေကြမလို့ဘူးဒါကိုအလင်းတင်အလင်းတင်တယ်လို့တခုပြောမယ်ဒီတနေ့ကို9မိနစ်10မိနစ်လောက်ပဲအချိန်ပေးပြီးတော့ကိုကိုရဲ့ mind and body ကို relax လို့လို့ရစေတဲ့နည်းလမ်းလေးတွေဖြစ်တယ်တကယ်တမ်းကဒါကိုကိုကိုပြန်ပြီးတော့ဖုံးနေအသွင်းတယ်လို့ပဲဒီကိုကိုကိုပြန်ပြီးတော့အသွင်းနေဟာလေးပဲဒါနေ့တိုင်းလုပ်ပေးတဲ့အရာလေးတွေပေါ့ဆိုတော့ getting a message even using a form ruler or message board the new tool တွေသုံးပြလဲလုပ်လို့ရတယ်ဒါမှမဟုတ်အခုကိုယ့်လက်နဲ့ကိုယ်လည်းလုပ်လို့ရ can help release tension and promote realization ကိုခန္ဓာကတင်းမာနေရတယ်တက်တာသွားတယ်ဆိုရင်ဒါစိတ်ကလည်းပေါ်ပါသွားတယ်နီးလို့ကောင်းသွားတယ်ဆိုတာမျိုးလေးတွေဖြစ်စီပါတယ်နောက်တစ်ခုက star gazing or watching the sky ကြယ်လေးတွေကို အမ်မော့ကြည့်တာမိကြည့်တာမျိုးတွေကောင်းကင်ကိုကြည့်တာမျိုးတွေနေကင်းဆိုရင်တော့ကောင်းကင်ကပြပြတိန်အကောင်းကင်ပြပြတိန်ဖြူဖြူလေးကြီးရကောင်းတယ်ညကင်းဆိုရင်ကျယ်လေးတွေကြည့်ရမျိုးကောင်းတယ် so looking at the sky and clouds of star တို့လိုမျိုးလေးကြီးပြတာက without distraction ဟိုကိုပေးနေမှာပါအနောက်ရှစ်မှာမရှိဘဲနဲ့အဲ့လိုမျိုးလေးပဲကြည့်နေတာက shifts the brain into a peaceful state ထဲမှာအုံနောက်မှာပေါ့ peaceful ဖြစ်စေတယ်အေးချမ်းသွားတယ် and meditative state တော့ရတရားထိုင်နေတယ်လို့ပဲသူလည်းအားလည်းအာနိသင်မျိုးပေးရပေါ့နောက်တစ်ခုကကျတော့ control rest control rest ဆိုတာမျိုးကဟိုဒီယောအာယောဂအာ နီဂျာဇတာယောဂလုပ်ရင်းနဲ့အိတ်တာမျိုးတွေနတ်ပင်းစတီတမောဒီတိုင်းလေးအိတ်လိုက်တာ lying in the dirt မိတ်ချီမှုစလဲဒီအမှောင်ထဲမှာဒီတိုင်းလေးပဲလှဲနေရမျိုးလေးတွေဆိုယောဂနီဂျာယောဂယောဂီ sleep ဒီလိုမျိုးယောဂလုပ်အဲဒီအိတ်ဆက်ဖို့အတွက်လုပ်ပြီးယောဂပေါ့ဆို or even a short nap in the dirt quiet room ဒီလိုမျိုးမှောင်ပြီးတော့အိတ်ချက်နေတဲ့အခန်းထဲမှာဒီလိုမျိုးခဏလောက်လေးတမင်းလောက်လေးအိတ်လိုက်တာကတဲ့ can deeply reset the brain and body ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ဒီကိုယ့်ရဲ့အုံနောက်ကိုလုံးဝဘယ်လိုမလဲဒီ energy တွေပြန်ပြီးတော့ဟိုပေးရဲအာနီလန်ဟာတခုဖြစ်တယ်ဒါအိတ်ဆက်ချင်းဟာတကယ်အနာယူဖို့အတွက် energy တွေပြန်ပြီးတော့ပေးဖို့အတွက်အရန်အရန်ကောင်းမွန်တဲ့နီလန်ဟာတခုဖြစ်တယ်ဒါကိုဟာအာ deeply focus work တွေအော်ဆာလီလာတာပဲဖြစ်ဖြစ်ဒီအုံနောက်ကိုရန်တုံးပြီးအလုပ်လုပ်ရတဲ့သူတွေဆိုရင်ဒါအရန်ရန်ကိုလိုအပ်တဲ့အရာတခုဖြစ်ပါတယ်ဆိုတော့ဒီနေ့မှဆီရှိကဒါစေရောကိုရောကိုကိုပြန်ပြီးတော့တကယ်အနာယူပြီးတော့ကိုကိုလိုချင်တဲ့ ပန်းနိုင်ကိုရောက်ဖို့အတွက်ရလက်တီရဖို့အတွက်အဲဒီကိုယ့်ရဲ့ခန္ဓာကိုယ်ရောကိုယ့်ရဲ့အုံနောက်ကိုယ်ရော energy တွေကိုပြန်ပြီး twin beam activity လေးအကြောင်းကို share လုပ်ခဲ့ပါတယ်ဆိုတော့ I will see you in the next video bye bye